ဇာတပတိနေ့ကြီးရှင်ယောဟန်ခန်းကြီး73အခန်းငယ်1မှ15ပါစကားပွဲတော်မတိုင်မီယေရှုသည်ဤကဘာလောကထဲမှ ထွက်ခွာ၍ခမည်းတော်ထံသို့ကြွသားရမည်ဖြစ်သောမိမိအချိန်နာဤကြောက်လာကြောင်းကိုသိတော်မူသောအခါဤလောကရှိမိမိတပြည့်များကိုချစ်တော်မူသည်လျောက်ထိုသူတို့အားအဆုံးတိုင်အောင်ချစ်တော်မူ၏ ညစာစားပွဲအချိန်၌နတ်ဆိုးသည်ကိုရော့ကိုအနံ့မိအကြံစီကို စီမွန်ဤသားဂျူရာဣစကာရိုဤစိတ်နှလုံးထဲ၌ထဲ့သွင်းထားပြီးဖြစ်၏ခမီးတော်သည်မိမိလက်ထဲသို့ခတ်သိမ်းသောအရာတို့ကို ပေးအပ်တော်မူသည်ကို၎င်းမိမိသည်ဖျားသခင်ထံမှကြွလာ၍ဖျားသခင်ထံသို့ပြန်သွားမိကို၎င်းယေရှုတည်တော်မူပြီးဖြစ်၏ တို့ဖြစ်၍ကိုတော်သည်ညစာစပွဲမှထ၍အပေါ်ဝတ်ယုံကို ချွတ်ပြီးလျင်ဘဝကိုယူ၍ခါးတွင်စီးတော်မူ၏ထို့နောက်ကိုတော်သည်ဇလုံးတစ်ခုတွင်ရေထည့်၍တပည့်တော်တို့၏ခြေတို့ကိုဆေးပြီးလျင်ခါးတွင်စီးထားသောဘဝအဖြစ်တုတ်တော်မူ၏ကိုတော်သည်စီမုန်ပေထရုထံသို့ရောက်သောအခါပေထရုကသခင်ဖျား ကိုတော်သည်တပည့်တော်တို့၏ခြေတော်ကိုဆေးတော်မူမည်လောဟုမေးလျှောက်လေ၏ယေရှုကငါပြုသော အမှုကိုယခုအချိန်တွင်သင်နာမလဲတော်လဲနောင်တွင်သင်နာလဲလာလိမ့်မည်ဟု ဖြေကြားတော်မူ၏ပေရှုကကိုတော်သည်တပည့်တော်တို့၏ခြေတော်ကိုမိသည့်အခါမြမဆေးရပါဟုလျှောက်လေ၏ယေရှုကလည်းသင်၏ခြေကိုငါမဆေးရလျင်သင်သည် ငါနှင့်မသက်ဆိုင်တော့ပြီဟုမိန်တော်မူ၏ထိုအခါစီမုန်ပေထရုကသခင်ဖျားတပည့်တော်၏ခြေကိုယ်သာမဟုတ်တပည့်တော်၏လက်နှင့်ဥကောင်းကိုလည်းဆေးတော်မူပါဟုကိုရောလျှောက်လေ၏ယေရှုကရေချိုးပြီးသောသူသည်တကိုယ်လုံးစင်ကြယ်သည်ဖြစ်၍သူ၏ခြေတို့မှတပါအခြားနေရာတို့ကိုဆေးကြောတန့်စင်ရန်မလိုအပ်ပေသင်တို့သည်လည်း စင်ကြယ်ကြ၏တို့ရာတွင် သင်တို့အလုံးသည် စင်ကြယ်သည်မဟုတ်ဟုသူအားမိန့်တော်မူ၏အကြောင်းမူကားကိုတော်သည်မိမိကို အနှံမြည်သူမှာမြည်သူဖြစ်ကြောင်းသိတော်မူသောကြောင့်ဖြစ်၏ထို့ကြောင့်ပင်သင်တို့အလုံးစင်ကြယ်ကြသည်မဟုတ်ဟုကိုတော်မိန့်တော်မူခြင်းဖြစ်၏ကိုတော်သည် သူတို့၏ခြေကိုဆေးပြီးသောအခါမိမိဝတ်ယုံတော်ကိုဝတ်ဆင်ပြီးလင်းမိမိနေရာတွင် ပြန်ထိုင်၍ ူတို့အားမိန်တော်မူသီးကားတင်တို့၌ငါပြုခဲ့သည့်အမှုကိုတင်တို့သိကြသလားတင်တို့သည်ငါကိုဆရာဟု၍၎င်းသခင်ဟု၍၎င်းခေါ်ကြ၏ငါသည်လည်းထိုတို့ဖြစ်သောကြောင့်တင်တို့ဆိုသည်မှာမှန်ပေ၏တို့ဖြစ်၍တင်တို့၏သခင်နှင့်ဆရာဖြစ်သောငါသည်တင်တို့၏ခြေများကိုဆေးလျင်တင်တို့သည်လည်းအချင်းချင်းတူ၏ခြေကိုတူဦးက ဆေးကြရမည်အကြောင်းမူကားတင်တို့၌ငါပြုတကယ်သို့တင်တို့ပြုကြစေရန် ပုံသက်တေကိုငါပြခဲ့ပြီဟု မိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်တော်ဧဝံဂေလိတရားတော်ပေဒီ perfect love ပြေဝါဆုံးလင်းသောချစ်ချင်းဇာတာပရိနေကြီးတောက်ကြနေကြီးနဲ့စနေနေကြီးဟာ တခုတည်းသောပတ်စကားနဲ့နေရကိုဖွဲ့စည်းတည်ထောင်ထားပေတဲ့အရာဖြစ်ပါတယ်။ဒီ၃ရက်လုံးရဲ့အခြေခံကတော့ဖျားသခင်ချစ်ချင်းလို့ပြောရင်လည်းပဲမမှားပါဘူး။ဒီနေ့မှာတမန်တော်တွေခြေစည်းတဲ့အကြောင်းကြားတယ်။ကိုရမက်တည်ထောင်တဲ့အကြောင်းနတ်ဖမသခင်စုအသက်တော်ဆုံးမဲ့အကြောင်းစနေနေ့ကြီးမှာတော့ရှေးမြန်ထမ်းမြောက်တဲ့အကြောင်း ဒီဟာတွေကတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးပတ်စကားနဲ့နဲ့ရတစ်ချက်သေးရဲ့အစိပ်ပိုင်းနေအဖြစ် ကျွန်တော်တို့နားလည်ကြပါတယ်ပြေဝါစုံနေတဲ့ချစ်ချင်းအားဘုရားသခင်ရဲ့အနှစ်သားရပဲဖြစ်ပါတယ်ဒီနေ့ဒီပြေဝါစုံနေတဲ့ချစ်ချင်းကိုဖော်ပြဖို့အတွက်အချိန်ရောက်လာပြီငါ့ရဲ့အချိန်နာရီဆိုတာဟာတန်ယုံဟန်ကျမ်းမှာမကြာခဏတွေ့လာရတဲ့အချက်ဖြစ်ပါတယ် ခန်းကြီး2ခန်းကြီး9ခန်းကြီး8စသည်ဖြင့်ဒီနေ့တော့ရောက်လာပြီဒီချိန်ရောက်ပြီဒီချိန်နိုင်ရပါဖြစ်တဲ့အချိန်လဲဆိုရင် ခမီးတော်စီကို ပြန်တဲ့အချိန်ဖြစ်သလိုလူတွေကိုဘလောက်ချစ်တယ်လဲဆိုတာကိုပြတာတဲ့အချိန်လဲပဲဖြစ်နေပါတယ်သူ့ရဲ့ချစ်ချင်းကို ဖွင့်လင်းပြသဖို့အတွက်အထုတ်ထိတ်အချိန်လည်းဖြစ်ပါတယ်။သုံးသည့်အထိချစ်တယ်ဒီလောကမှာရှိတယ်။သူ့ရဲ့တည်ရှိမှု သူ့ရဲ့အဖြစ်တော်အကုန်လုံးနဲ့ချစ်ခဲ့တယ်။ကျွန်တော်တွေးထင်လို့ရတာတွေထက် ကြော်လွန်တယ်။နားမလည်နိုင်အောင်ချစ်တဲ့ချစ်ချင်းကိုဒီမှာတွေ့ရပါတယ်။လူတွေတယောက်စီရှာနေတာကလည်းဒါပဲဖြစ်ပါတယ်။ပေးဆက်တဲ့ချစ်ချင်းသစ္စာတည်ကြည်တဲ့ချစ်ချင်း ခွင့်လွတ်တဲ့ချစ်ချင်းနားလည်တဲ့ချစ်ချင်းကိုထက်တပါးသူကို ပို့ပြီးချစ်နိုင်တဲ့ချစ်ချင်းဒီလိုအချက်အလက်တွေနဲ့ပြေဝဆောင်နေတဲ့ချစ်ချင်းကိုဒီနေ့တွေ့လာရပြီပဲဖြစ်ပါတယ်။ဘာလို့ဒီလိုချစ်နိုင်လဲဆိုတာကိုကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေကထောက်ရှုခဲ့ပြီပဲဖြစ်ပါတယ်။ His own သူ့ရဲ့ကိုယ်ပိုင်အဖြစ်မှတ်ယူတယ်ကျွန်တော်တို့တယောက်စီကို သူ့လူတွေသူ့ရဲ့အစိပ်ပိုင်းသူ့စီကခွဲလို့မရအောင်ဖြစ်နေတဲ့ပုံကိုယ်တွေအဖြစ်သူအမှတ်ယူပြီးကမှသူ့ထက်ကိုချင့်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လူဘက်ကနေဖျားကိုမချင့်နိုင်တာလူဘက်ကနေအချင်းချင်းမချင့်နိုင်တာတွေဟာကိုကိုကိုပိုင်ဖြစ်မမှတ်ယူလို့ပဲဖြစ်ပါတယ်ဖျားကိုတော့၎င်းအနီနာကသူတွေကိုတော့၎င်းကိုရဲ့ကိုပိုင် အဖြစ်မမတ်ယူနိုင်ကြလို့သားလျင်မချစ်နိုင်ကြခြင်းဖြစ်ပါတယ်ဒီနေ့ခြေသေးပြတာဟာဒီလိုချစ်နိုင်မှုသူကဲတို့လုံနိုင်မှုခေါ်ခြင်းပဲဖြစ်ပါတယ်ခြေသေးတာဆေးရုံတက်တက်ပြီးရင်ပြီးရောလားမဟုတ်ပဲသူလှုပ်တဲ့အတိုင်းတသွေမသိအပြင်းမမကဘူးအတွင်းသက်အနှစ်သာရပါပါလှုပ်ဖို့ခေါ်တော်မူခြင်းလည်းဖြစ်ပါတယ်ခမီးတော်စီကိုပြန်သွားပြီး နေစဉ်အဖြစ်ပြက်တွေကလည်းခွာသွားတယ်မှန်းတယ်။သို့တော့ချစ်ချင်းမြတ်တာအဖြစ်သူဟာကျွန်တော်တို့နဲ့ရှိနေတယ်။ဆက်ဂရမန်သူအဖြစ်ရှိနေတယ်။အထူးသဖြင့်ကိုရောမြတ်မင်္ဂလာ၌သူ့ရဲ့ချစ်ချင်းကိုအပြည့်အဝကျွန်တော်တို့လက်ခံရရှိတယ်။မိမိကိုယ်ကိုပေးလာတဲ့ချစ်ချင်းအထွတ်ထိပ်ဟာဒီကိုရောမြတ်မှာရောက်ရှိပါတယ်။ဒီအဖြစ်ပြက်ပြီးမှတယ်ယူရာအစ်စကာရုတ်ထဲနဲ့ဆိုးဝင်တယ်လို့ဆိုပါတယ်။ ဖျားသခင်ချစ်ချင်းဒီဇိုင်းနဲ့နတ်ဆိုးရဲ့စာတန်ရဲ့ဒီဇိုင်းဟာထိတ်တိုက်ရှင်ဆိုင်တွေ့ကြုံရတဲ့အချိန်နာရီလည်းပဲဖြစ်နေပါတယ်ဒီပရိပကဟာအလျှော့အတင်မရှိတဲ့ပရိပကဘယ်ဘက်ကမှမလျှော့ဘူးတစ်ဖက်ဘက်ကနိုင်သွားမှသာလေအဆုံးသတ်မဲ့အချိန်နေတစ်ဖက်ကလည်းပဲနိုင်ပါတယ်ခုနချစ်ချင်းဘက်ကနိုင်တယ်ချစ်ချင်းအားကကြီးလွန်အောင်ကြီးတယ် ချက်ချင်းအားကတည်ခြင်းထက်တောင်စွမ်းအားကြီးတယ်ဆိုတာနောက်ဖာမှာကျွန်တော်တို့တွေ့ကြရအောင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီတယောက်စီရလည်းပဲဒီနေ့မှာခေါ်တော်မူခြင်းခါနာဒါပဲ။ဇာတာပရိနေကြီးရဲ့အနှစ်သာရဟာချက်ချင်းပဲလို့ပြောရမှာပဲဖြစ်ပါတယ်။ဒီပုဂ္ဂိုလ်ဒီလောက်ထိချင်နိုင်ပါလား။နားမလည်နိုင်ချင်နိုင်ပါလား။တို့မတွေးတတ်တော့အောင်ချင်နေသေးပါလားဆိုတာ။ ဒီပုံကိုပဲဖြစ်ပါတယ်တယောက်စီလိုက်ရှာနေတာဒါပဲဖြစ်ပါတယ်လူတွေနှလုံးသားအနက်ဆိုင်သောနေရာကတောင်းတနေတာဒါပဲဖြစ်ပါတယ်ပြေဝဆုံနေတဲ့ချစ်ချင်းငါဘယ်လိုပဲဖြစ်နေဖြစ်နေချစ်နေအောင်မယ်ဆိုတဲ့ချစ်ချင်းကိုဘကဘယ်လိုပဲဖြစ်နေဖြစ်နေသူ့ဘကအမြဲတမ်းပဲလက်ခံပေးနေတယ်ဆိုတဲ့ချစ်ချင်းဟာဒီမှာရှိပါတယ်အရင်မြစ်အဖြစ်နဲ့ပေါ်ပြလာနေခြင်းပဲဖြစ်ပါတယ် ဒီလိုချက်ချင်းကိုလက်ခံရရှိပြီးတဲ့နောက်ယုံကြည်သူတယောက်စီကလည်းပဲခေါ်တော်မူခြင်းခံပါတယ်။ယုံကြည်သူတယောက်စီကသူ့ရဲ့အစိတ်အပိုင်းဖြစ်ခေါ်တော်မူခြင်းခံပါတယ်။ရှင်ဘေထရူသူ့ရဲ့အစိတ်အပိုင်းဖြစ်ခေါ်တော်မူခြင်းခံရတယ်။သူ့ရဲ့ဝေစုထဲမှာပါရတယ်အမြဝေရတယ်။ဒီလိုပဲတယောက်စီကလည်းပဲဒီချက်ချင်းမြေတာလုပ်ငန်းတော်ကိုကိုကိုပေးဆက်ခြင်းလုပ်ငန်းတော်မှာပါဝင်ကြခြင်းအဖြစ် သူ့ရဲ့အတိုင်းအစားမရှိတဲ့ချစ်ခြင်းကိုလက်ခံရရှိဖို့စူးစမ်းကြပါစို့ဖျားဤသူငယ်တော်ပြည့်တော်တို့ကိုတနာရုံမူပါ